ရခိုင်ပြည်နယ်မြောက်ဖြားပိုင်းကငစေရိုင်းဆိုတဲ့ကျေးရွာမှာစစ်ဘေးဒုက္ခသည်300ကျော်ဟာစားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒီထဲမှာအမျိုးသမီးထဝက်ကျော်ဟာလည်းပါဝင်နေပါတယ်။အခုလက်ရှိမှာသူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေစားဝတ်နေရေးအတွက်ဘယ်လိုဖြေရှင်းနေကြသလဲဆိုတာတွေသူတို့ရဲ့ခံစားချက်တွေကိုရခိုင်ပြည်နယ်အခြေစိုက် RIA သတင်းဌာနကဘယ်လိုတင်ဆက်ပေးမလဲကြည့်လိုက်ရအောင်ပါ။ ိုင်ပြည်ရဲ့မြောက်ပြားပိုင်းတောင်းတွေတောင်တန်းတွေထူထပ်ပြီးတောလာရခက်ခဲတဲ့ရိုးရှောင်းထန်ပိုက်ကမဆန်ရိုင်းဆိုတဲ့ကြေးပေါ်မှာစီဘေးတောင်းခါတဲ့300ကျော်လောက်ဟာပင်မဆင်းရင်းစော်ချင်းတန်နေကြရပါတယ်။သူတို့တွေဟာရေဘေးစီဘေးတွေကိုတုံ့ပြန်နေကြရတယ်။ဆောင်းဝတ်နေရဲ့အခက်အခဲနဲ့ ရစေပါ DCB ရှောင်းစခန်းဟာမြန်မာတက်မတော်နဲ့ရခိုင်လက်နက်ကင်တပ်ဖွဲ့တွေလိုကြထိုက်တဲ့တွေ့ဆုံတိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပြီးနောက်ကြောက်စီမောင်နှမနောယုံတော်အစကြီးတဲ့ကြည်တော်တွေဟာအစရဲကင်ကိုဝင်ရောက်ခွန်းလာကြတဲ့စေဘေးရှောင်းတွေပဲဖြစ်ပါတယ်ယူရှောင်းဖျားမှကြီးတဲ့စေဘေးရှောင်းတို့ရောနဲ့စေဘေးရှောင်းလူဦးရေထူထပ်တဲ့စခန်းတစ်ခုလေးဖြစ်ပါတယ်အမျိုးသမီးလူဦးရေဟာ915ယောက်ရှိပြီးစားဝတ်နေရတဲ့ကစ္စည်းရဲ့အထောက်ပံ့တစ်ခုနဲ့သာရပ်တင်နေကြရတယ်စေဘေးရှောင်းမျိုးသမီးလူဦးဖြစ်တဲ့မတိကဆို မင်းတို့ပါပဲမင်းမဆိုင်ရဘူးပြီးရင်ဘာမှလည်းမဆိုင်ရပါဘူးမရှိရှိုးရေးကတော့သူ့အနေနဲ့မူလအရက်ကိုမတော်ရည်တယ်လို့ပြင်သွောမှာကိုလည်းဆိုရင်ပြီးမတည်နေသူသူလည်းပဲအခက်အခဲရောက်ရှိနေတယ်လို့ဆိုပါတယ်ပြည့်တယ်ပါတယ်လေခူလို့မရဘူးငရဲ့ကိုလေးမပြန်ရဘူးကြောက်တယ်စာဝတ်နေရေးကတော့အမှန်တကယ်ခက်ခဲခဲ့ပါတယ်ခင်းနေကတော့ဒီလိုပဲကူးစားနေကြရတယ်ပေါ့ မိုးရွာတဲ့နေ့တွေမဟုတ်ဘူးဆိုရင်တော်ထေတော်ပြီးတီလိုဟင်းတွေလည်းခုပြီးရှက်ပြုတ်စားသားကြရတယ်လို့ဆိုပါရယ်ဒေါက်တာဒီနေ့မှာစာဝတ်နေရင်အခက်အခဲပြဿနာတွေအပြင်နေထိုင်မကောင်းဖြစ်ကြရင်ဆင်းရုံဆင်းပေးခန်းနဲ့အလန်းဝဲရတာမို့အခက်အခဲတွေရောက်ကြရတယ်လို့တာသုံးယောက်မိခင်မပွင့်ကပြောပါရယ်သူကလေးတွေနေမကောင်းဖြစ်မှာကိုလည်းသူအမြဲတမ်းစိုးရိမ်နေတယ်လို့လည်းသူကပြောပါရယ် ရှားရင်လည်းတမင်းတွေပါတယ်ဝါအောင်မစားရပါဘူးပြင်းစင်းရောက်တဲ့အခါဆိုရင်နင်းနေအဆင်ပြေပါတယ်စီဘေးချောင်းတချို့ဆိုရင်ကင်ဆေးရေးများရှိတဲ့အခါအနီနာကရော်တွေကိုတော်ရောက်ပြီးစီတို့စားတော့ချက်ပြော့စားတော့ဖို့အတွက်လိုအပ်တဲ့အရာတွေကိုတော်ရောက်ပြီးလူခံကြရတယ်လို့ ဒီစည်းကိုမျောမျောတယ်မရောက်မရောက်ရင်ဟင်းတွေပါတယ်ရှာတယ်စရတယ်ဒီလိုပဲပေါ့ရောက်တာလည်းနောက်ကျတယ်ဆိုတော့ငါတို့စစ်တရင်ကတရားမဝင်ဘူးလို့သိရတယ်စားစရာမရှိရင်အလူခံရပါတယ်ကဲကဲကဲမရောက်တဲ့အခါတော်တော်လေးကိုတော့ခါရောက်တယ်လူတွေစီကအလူခံတယ်လူမပင်းနိုင်ရင်မစားရဘူးတခါတလေဟင်းသီးဟင်းရွက်တွေခူးပြီးစားပါတယ် တံမာပြိုရွေတဲ့မင်းကလေးတွေကြတော့တောထေးကိုသွားရောက်ပြီးမြစ်မို့အစာရှိတဲ့ဟင်းသီးဟင်းရက်တွေကိုသွားရောက်ပြီးကုကြတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့သူတို့ဟာတောထေးကိုသွားပြီးဆိုရင်မလုံခြုံသလိုခံစားရပြီးအမြဲတမ်းကြောက်လန့်နေကြရတယ်လို့ဆိုတယ်။လူရောမနေရတာပြလို့တော်တော်လေးကိုတော့ခါရောက်ကြရပါတယ်။တော်သေးကိုဝင်တဲ့အခါမလုံခြုံသလိုခံစားရပါတယ်။ဘယ်မှာဆိုရင်တော့တတရပါပဲ။ အစိုးရပေးတဲ့ငွေနဲ့သင်းကိုသာသမီပညာရေးအတွက်သုံးလိုက်ပြီးနေထိုင်ရန်တင်းအိမ်မှာဆောက်လုပ်တော့ပဲမိမတင်းမှာပဲနေတတ်တဲ့သူတွေလည်းရှိပါတယ်။သူဆိုလို့ရှိရင်ကလေးငယ်ကိုပါစေဘေးချောင်းစခန်းမှာမွေးဖောက်ခဲ့တာဖြစ်ပြီးကလေးငယ်အာဟာရအတွက်မုံဖေးတရေစာတွေလည်းမျှော်လင့်ကြောင်းသူ့ရဲ့ဆန္ဒကိုဆိုပါတယ်။အမေတခုပဲစားရတယ်။စားစရာဆိုရင်တခါတလေကလေးအတွက်ပိုက်စရာတွေပါတယ်ဝေကျွေးရှင်တယ်။ပိတ်ဆင်ကမရှိဘူး။အင်းဆောက်ဖို့ပေးတဲ့ပိတ်ဆင်ကိုလည်းသားတွေကြောင်းတဲ့ဖို့အတွက်ပေးလိုက်တယ်။ စေဘီချောင်ဘွားကလွှမ်းမြောက်မဲ့ရက်ကိုဆောင်ရင်သူတို့တွေကရှင်းတန်းနေကြရပါတယ်။ကျေးဇူးတန်တွေကင်းစင်မဲ့နေရတွေကိုစူးစက်နေတဲ့အစမ်းစီချောင်စခန်းကနေသူတို့မျောလင်းနေကြခြင်းဖြစ်ပါတယ်။